ဟယ်လိုအားလုံးမင်္ဂလာပါအားလုံးမင်္ဂလာပါဘောဘမချန်ကန်ကြီးကျူစုပါတယ်မန်ချက်စတာစီးတီးနဲ့အက်စတန်ဗီလာတို့ကစားမဲ့ပရီးမီးယားလိပွဲစဉ်ကိုအကြောင်းကိုကျွန်တော်တို့သာဆွေးနွေးကြည့်အောင်ပါမအက်စတန်ဗီလာကအိမ်ဝင်းမှာမန်ချက်စတာစီးတီးကိုလက်ခံကစားရမယ်ဆိုတော့ကျွန်တော်တို့ပွဲစဉ်ကိုပေါ့နော် အဲမန်ချက်စတာစီးတီးအနေနဲ့လက်ရှိမှာဆိုလို့ရှိရင်အဆင့်တက်ကအာဆင်နယ်နဲ့လည်းအမှတ်တွေသိမကွာတော့ဘူးအဲအောက်ကလီဗာပူးတင်းတို့ကလည်း PR တွေပေးနေတဲ့ပုံစံမျိုးတွေရှိလာတယ်မယ်ဆိုတော့စီးတီးကကျွန်တော်အနေနဲ့ပေါ့နော်အနိုင်ရအောင်ဆွန်းဆောင်နိုင်ဖို့ကြိုးပမ်းလာမယ်ပွဲအဲဒီလိုပဲအက်စတွန်ဗီလာကလည်းဒီယာဒီမှာသူတို့တိုင်ပတ်နေတာနော်ပြီးခဲ့တဲ့ပွဲစဉ်တွေကိုပြန်ကြည့်မှဖြည်းဖြည်းချင်းဟုတ်တယ်လို့ဖြစ်လာတယ်ဒီတော့ကျွန်တော်တို့အနေနဲ့ပေါ့နော်အက်စတွန်ဗီလာကတော့အိမ်ဝင်းမှာအချိန်ကြီးကောင်းကစားနိုင်မလားပေါ့ပွဲစဉ်၈ကသူတို့ရဲ့အချိန်ကြီးတွေကိုကျွန်တော်ပြန်သွားကြည့်ရရင်အက်စတွန်ဗီလာဟာ ။နီးပြတောမန့်စ်ဖရန့်ရဲ့စပါးကိုအဝေးဝင်းမှာ1-2ဆိုတဲ့ရလနဲ့ကျွန်တော်သာအနိုင်ရထားပြီးတော့မန်ချက်စတာစီးတီးကအေဗာတန်ကို2-6ကိုမရှိနဲ့ကျွန်တော်အနိုင်ယူထားပါတယ်။ဒါကြောင့်ဒီနေ့တင်းရဲ့အနေထားထဲမှာပြီးခဲ့တဲ့ပွဲစဉ်တွေမှာတော့ကိုစီရလက်ကောင်းနေကျွန်တော်ရှိခဲ့ကြတယ်ပေါ့နော်။မန်ချက်စတာစီးတီးကတရာဒီလုံးအနေထားနဲ့ကျွန်တော်တို့၈ပွဲကံပြီးတဲ့အနေထားမှာ၅ပွဲထိသူတို့နိုင်တယ်။တပွဲတည်းရေးကြပြီးတော့၂ပွဲရှုံးနေထားပါတယ်။၁၆ဂိုးကြီးကျွန်တော်ရထားပြီးတော့ခန်းစည်းက၆ဂိုးပြန်ပြီးထားရတယ်။လီဗာပူးတင်းက sorry မန်ချက်စတာစီးတီးက ရာဒီအစပွဲစဉ်၄လောက်ထိတိုင်ပတ်ပြီးမြေနောက်ပိုင်းပွဲစဉ်ဒီမှာတောက်လျှောက်ကောင်းလာပြီးတော့ဗောနော်အခုဆိုလို့ရှိရင် injury ပြဿနာကင်းတဲ့ကစားမတွေအများကြီးပြန်ရှိလာပြီတော့ဒါအပြင်သူတို့အသင်းရဲ့ကစားပုံကအသင်းလိုက်လဲပြန်ပြီးတော့ကြစ်လက်မှုတွေကျွန်တော်ရှိလာပြီပြိုင်ဘက်ကိုလည်းကောင်းကောင်းထိန်းချုပ်နိုင်စွမ်းနေကျွန်တော်မြင်နေရပြီဗောနော်ကွင်းလယ်မှာဆိုလို့ရှိရင် Rodri နာတာကလွယ်ရင်ကျန်တဲ့ကစားမတွေအကုန်ကစားနိုင်နေပြီတိုက်စစ်မှာလည်း Haaland က Haaland ပဲဗောနော် Haaland ကြီးကကျွန်တော်အနေနဲ့ဗောနော်တော်တော်ကိုတောက်လျှောက်ဂိုးတွေကျွန်တော်တွင်းနေတယ်เนาะတောက်လျှောက်ဂိုးတွေကျွန်တော်တွင်းနေပြီးတော့ ဟိုတကယ်လည်းပဲသူ့ကို service တီးပေးနေကြတဲ့ကစားမကြီးလည်းအများကြီးပဲပေါ့ Manchester City မှာအခုဆိုရင် Ryan Cherki လို့လူကစားမတွေကကစားနိုင်နေပြီเนาะပြင်ပြီးတော့ဒူဂူကလည်းဒီရာဒီမှာကောင်းလာပြီဆိုတော့ဒါကြောင့်ဗောနော Foden တို့ဘာလို့အပြင်ကျွန်တော်ကြည့်ရ Manchester City ကအဆင်ပြေလာပြီခန်စစ်ကလည်းယာဒီအစမှာရုံးကန်ရမှုတွေကျွန်တော်တချို့ရှိခဲ့ပြီးမယ်လို့နောက်ပိုင်းဒီမှာပြင်ပြင်အဆင်ပြေလာပြီပေါ့ဆိုတော့ City ကဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းနဲ့ပြန်ပြီးတော့ကျွန်တော်မြင်ခဲ့ဘူးတယ်ဗောနော Manchester City ဆိုတာကိုပြင်မြင်ရဖို့အတွက်နိစက်လာနေပြီလို့ကျွန်တော်ပြောရမယ်ဒါအဆင့်နှစ် ရောက်နေရတယ်ကျွန်တော်အလကားမဟုတ်ပါဘူးเนาะဒါအပြင်တစ်ဖက်က Aston Villa ကလည်းပဲကျွန်တော်တွေးကြည့်ရရင်ယာတီစမှာကျွန်တော်တို့ထင်တယ်လို့ဒီလုံမပြနိုင်ဘူးပေါ့เนาะပွဲစဉ်၃လောက်ထိကိုတကူးမှမသွင်းနိုင်ဘူးလို့ဘာလို့ကျွန်တော်လာတာဒါပေမဲ့လို့အခုမှ Assist 7ကိုသူပြန်ရောက်လာပြီရှစ်ပွဲကစားပြီးတဲ့အချိန်မှာသူတို့တွေက၃ပွဲနိုင်ရထားတယ်၃ပွဲတည်ရကြပြီးတော့နှစ်ပွဲရှုံးနေထားတယ်တိုက်စစ်ကကျွန်တော်နေနဲ့ရှစ်ကိုရပြီးတော့ခန်းစစ်ကရှစ်ကိုပြန်ပြီးထားရတယ်တကယ်တမ်းကဦးနိုင်အမ်ရီရဲ့အသင်းကိုအများကြီးကျွန်တော်နေနဲ့ပို့ပြီးတော့မျောလင့်ထားတာဒီယာတီမှာပေါ့เนาะ ဒါပေမဲ့လို့ကျွန်တော်ထင်တယ်လို့ဖြစ်မလာဘူးပေါ့ယာတီအစတွေမှာတော်တော်ကိုတိုင်ပတ်ပါတယ်เนาะဆိုတော့အဓိကကစားမတွေလည်းသူတို့တွေဘယ်သူမှလက်လွတ်ထားတာမျိုးကျွန်တော်မရှိဘူးဗျာအဲသူတို့လည်းအဆင်ပြေလာတယ်ကျွန်တော်ပြင်မြင်နေရတယ်ပေါ့เนาะဆိုတော့အခုဆိုလို့ရှိရင်ကျွန်တော်တို့ပြန်ပြီးတော့အဆင်ပြေလာတော့အိမ်ဝင်းမှာ Manchester City ကိုသူတို့အနိုင်ယူကျူပန်းတော့မယ်ဒါသုံးပွဲထိနိုင်ရသွားပြီဆိုကြတဲ့ကအဆင်ပြေပါတယ်ဆိုတော့တခုရှိတာကတော့ City တို့ကဟိုလောလောဆယ်မှာ City ဘက်ကပိုကောင်းတာတွေကျွန်တော်ရှိလာပြီးမယ်လေလို့ပေါ့เนาะအထင်သေးလို့ရတဲ့အနေထားမျိုးမှာမဟုတ်တော့ဘူးเนาะ Aston Villa ကွင်းမှာဆိုလို့ရှိရင် Manchester City တို့ကခဲရင်နိုင်ပါတယ် ဟိုအေဗီလာမှာယာတီဆာမှာဆိုလို့ရှိရင်အိုလီဝါကင်စတိုးပါတို့ရုံးကန်တာတွေနဲ့တိုက်စစ်ကအဆင်မပြေဖြစ်နေတာအခုတော့သူတို့ဖိဖိချင်းပူကောင်းတဲ့အသင်ပြေကျွန်တော်မြင်လာပြီအမ်မရီရဲ့ပြောင်းလဲထားမှုတချို့တွေအောက်မှာပြန်ပြီးတော့အန်ဝင်ခွင့်ကျဖြစ်လာပြီကျွန်တော်ကတော့စီတီတွက်ကတော့ဘောနော်ဟိုဘယ်လိုပြောလဲတိုက်တဲ့ challenge နဲ့ပါဖို့အတွက်ဆိုလို့ရှိရင်ဒီလိုမျိုးခက်ခဲတဲ့ပွဲတွေဆိုတဲ့နေရာမှာလည်းအနိုင်ရအောင်လှုပ်ပြနိုင်ဖို့လည်းကျွန်တော်လိုတယ်ဗျ Guardiola press conference မှာပြောသလိုပဲလည်းတော့စေတိုက်တဲ့ challenge တွေက Liverpool နဲ့ Manchester ဘာလဲ Liverpool နဲ့ Arsenal တို့ရှိနေတယ်ပေါ့ ်နောက်ထပ်တင်းလည်းပါလာလိမ့်ဦးမယ်ပေါ့နော်အဲ့ဒီတဲ့တင်းကတော့ကျွန်တော်တို့ဖြစ်ဖို့မျှော်လင့်တာပဲဆိုပြီးတော့သူပြောထားတယ်တကယ်တမ်းကဂွာဒီယိုလာရဲ့အတင်းကကျွန်တော်အနေနဲ့ဒီဘယ်လိုပြောမလဲချန်ပီယံဖြစ်ဖို့အတွက်စိန်ခေါ်နိုင်စွမ်းရှိတဲ့အတင်းနေတယ်မှာပါပါတယ်ပါပါတယ်နော်ဆိုတော့အဲ့လိုပါပါတယ်တိုးတော်လည်းပဲအဲ့လိုပါဖို့အတွက်ပုံပြီးတော့တည်ကြလာဖို့အတွက်ဆိုရင်ဒါလိုခက်ခဲတဲ့ပွဲစဉ်တွေကအနိုင်ယူနိုင်မှကျွန်တော်ရမှာဗျာကျွန်တော်ကတော့ဟိုဟာလန်တို့ရဲ့ဖောင်းနေအရင်ကောင်းနေတဲ့အနေအထားမျိုးမှာစီတီအတွက်တွင်းကူးတွေကခဲရင်လိမ့်မယ်လို့တော့ကျွန်တော်မထင်ပါဘူး အဲဒီ Aston Villa ဘက်က direct play တွေနဲ့ပေါ့နော် physical demand ကိုကျွန်တော်ကစားတဲ့ပုံစံမျိုးတွေက Mercedes ကိုတော့ဒုက္ခပေးနိုင်မလားတော့ကျွန်တော်ကြည့်ရမှာပဲဆိုတော့လောလောဆယ်မှာလည်း Aston Villa ကပြန်ပြီးတော့ rise ဖြစ်တဲ့ဘက်ကိုရှိလာတယ်လို့ Manchester City ကလည်းပြန်ပြီးတော့ကောင်းလာတဲ့ဘက်ကိုကျွန်တော်ရောက်နေတယ်ဆိုတော့ဒီလိုနှစ်သင်းတွေ့တဲ့အခါမှာတော်တော်လေးကိုအချိန်ကြီးကောင်းပါတယ်ဒါပေမဲ့လို့ Manchester City ရဲ့တိုက်စီကိုဒီရာဒီရှစ်ပွဲမှာရှစ်ကူးပေးထားတဲ့ Aston Villa ခံစစ်ကကျွန်တော်တားနိုင်နေမယ်လို့တော့ကျွန်တော်မထင်ဘူးပေါ့နော်ဒီနှစ်သင်းကြားထဲမှာ clean sheet တွေပါတယ်မြင်ရဖို့ကလည်းခဲရင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်အဲ Manchester City က counter attack တွေ direct play တွေမှာဆိုရင်သူတို့တော်တော်လေးကိုရုန်းကန်သေးပါဒါပေမဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်ဒါအဆင်ပြေလာပြီပေါ့နော်အဆင်ပြေလာပြီးတော့ကျွန်တော်တို့ဒါ Aston Villa ရဲ့တောင်ပံတွေကိုကောင်းကောင်းထိန်းချုပ်နိုင်ဆုံးရှိရဆိုရင်ဂူပီယာဘုကတော်တော်လေးကိုဒါအချင်းချင်းနှဲပါတယ်ဂူသမားကလည်းဒိုနာလူးမလို့ဂူသမားမျိုးဆိုတော့တိတ်ပြီးတော့ဝေဖန်စရာစောင့်ကြည့်ကျင်စရာမလိုဘူးဗျာဒါပေမဲ့ Manchester City ကဒီပွဲမှာတော့အဝေးဝင်မှာပေါ့နော်သူတို့အနိုင်ရရင်တောင်မှဂူရလက်တွေပြက်ဖို့ကတော့မလွယ်ဘူးလို့ကျွန်တော်ထင်တယ်ဆိုတော့ညီကလေးရောဘယ်လိုမြင်ကြလဲကျွန်တော်တော့ရလက်တွေမပြတ်သားဘူး အချင်းကြီးမကောင်းရင်ဝမ်းဝမ်းနေပါရင်နေ့တော်မှာပြီးသွားနေတဲ့ရှိတဲ့ပွဲမျိုးလို့ကျွန်တော်ထင်တယ်။တူတော်လည်းပဲ Manchester City ကနိုင်အောင်ကစားမယ်ပွဲပါ။ City နိုင်ပြီးတော့ Arsenal ကိုစက်တိုက်ဖိအားပေးတာတွေလုပ်ဖို့လိုပါတယ်။ဘာလို့လဲဆိုတော့ Arsenal က Crystal Palace လိုအသင်းမျိုးနဲ့တွေ့နေတဲ့အချင်းကြီးမျိုးမှာပေါ့နော်။ Manchester City ကအကယ်လို့မြန်အခွင့်အရေးရလာပြီဆိုလို့ရှိရင်အမှတ်အပြည့်ယူပြီးတော့ Arsenal ကိုအမှတ်တူအောင်ကျွန်တော်ကြိုးပမ်းအောင်ပါ။ဒါတော့ဒီ Arsenal နဲ့ Manchester City ကြားထဲမှာတုံ့မှတ်กว่าနေတယ်။ဒါကို Manchester City short ချနိုင်မလားပေါ့။ညီကလို့ဘယ်လိုမြင်ကြလဲ။ဆွေးနွေးကြပါအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။